Hello Nini Friends Abe ကနေကြိုဆိုပါတယ်။အခုကတော့ Nini Friends Abe ရဲ့အာ Nini Friends Abe ရဲ့ပထမဦးဆုံးပုံစံတိုင်ပွဲ ဖြစ်တဲ့အတွက်အခုတိုင်ပွဲဝင်နေတဲ့ပကြီးတွေအခုကြည့်မယ်ကြည့်ပြီးတော့နည်းနည်းပပဝေဖန်မယ်ပြီးတော့စီကံကြမ်းလေးကြည့်လာကြည့်မယ်ပြီးရင်တော့ဒီဗီဒီယိုမှာပြပြအောင်ပါကား ဒီပကြီကားပိုင်ရှင်၃ယောက်က final တက်တော့ဖြစ်ပါတယ်ဆိုတော့ဘယ်ပကြီကား၃ခုက final တက်တော့မလဲကြည့်ကြရအောင်ဒီဘက်ကခုပထမဆုံးပြိုင်ပွဲဝင်နေရဲ့ပကြီကားတွေကိုအရင်ကြည့်မယ်အဲနံပါတ်၁ပြိုင်ပွဲဝင်ကတော့ချမ်းပြေဖြစ်ပါတယ်ချမ်းပြေဖြစ်သူ့ပကြီကားလာတယ် ဘယ်မှာတော့ TV ကြီးကောင်းမြင်လာနဲ့ဘာလို့ကျင်ချီကျွမိလဲဆိုတော့အယောင်ချက်တာမိမိချောင်ရဲ့သပင်ကိုကြည့်လိုက်မယ်လားလင်ပေါ်လေးနဲ့ရွှေဝါလားလင်ပေါ်လားသပင်အဝါလေးနဲ့ဆက်ထားတာလေအယောင်အယောင်ချက်တာလေအားလာတယ်မြို့အတောင်ကြားလာတယ်လေလေတိုက်နေအခု special တိုက်နေဆိုတော့အနိကပြောမယ်နော်ဟိဟိဟိအလိုရုပ်နဲ့ကောင်းပါတယ်အမေငါ အယောင်ချေထားရရင်လည်းနှခမ်းနှခမ်းလေးကိုအယောင်ချေထားရတယ်ရင်းလိုက်ခေဒါနမတစ်ချမ်းပြည်ပါစီကန်ချက်ကတခုပဲရှိရဲအဲ့ဒါကတော့ပုံစဲပြန်ရင်ဆွဲရမယ့်ပုံကနီနီဖရန့်စာဘီကတော့နေကိုက်ညီရမယ်လို့ပြောထားရတယ်အဲ့ဒါနဲ့လည်းကိုက်ညီရဖြစ်တဲ့အတွက်โอเคဒါနမနေမြင်သွားရင်ဘယ်လိုအခုဘောအလင်းလိုနေပေါ့နော်တနအိမ်မှာသွားပြရှေအခု7တနအိမ်ခွဲပြီဆိုတော့နည်းနည်းအလင်းလိုနေအမြဲလေးပြောမယ်နော်အမြဲလင်းလိုနေရပါပဲနမနစ်ကတော့ဝဝေဖြစ်ပါတယ် ปุ๋ยสุดท้ายปงอาจารย์เราว้าวตัวส่งเนี่ยไปตัวสุดทายขยันนี่มีวาวาเห็นไหมแม่แม่เซ็งเซ็งนึกว่าลีเนียดีนี่เลยวิชาปาตีวาวาแปนแปนเอาส่งแม่ที่หลังเุยท้ายจะเอาเลยได้ตัวเสียเลยสุดทาอย่างเชิดาเลยไรจะมามิชาวอีกว่าเลยแม่ไล่ตัวเนาะ 哎，你的 friend 啥边的嘞？谁干的嘞？干你嘞？他说他嘞，哪嘞？那个，那那你跟我来吧，我们老唱一下啊，比如面上的比例，我们家一片大当家，有的时候，他都没一点那么努力呢。OK，那他那么内围围的比如，他那么懂我几家呀？哦，那么懂啊家哦，下一片白。 တူဆိုတာလေးဆိုရင်တော့ကြည့်ကြည့်ရအောင်ခဏလေးဒါကြည့်လိုက်အောင်နီနီ friend ဆိုပေကုံမလီ channel ကုံမလီရဲ့ကြည့်ဆရာလေးဆိုတာဒီကုံမလီပေါ့နော်တူဆိုတာပုံစံနဲ့နီနီ friend ကုံမလီပေါ့အဲ့ကုံမလီမှာဘိုးကောင်လေးတွေရဲ့မိချာဦးတို့ရဲ့ဒီနီနီ friend ဆိုပေနဲ့ပတ်သက်တဲ့ကတဲ့ character လေးနေရပေါ့နော်ခုအလဲလေးတွေဆွဲထားရဲ့ခရမ်းပါတယ်နီနီပါတယ်လီလာပါတယ်ပပန်းပါတယ်ဟိမန်ပါတယ်မိချာဦးပါတယ် အဲဒီကနေ့လည်းကိုက်ညိတယ်လို့ချစ်စရာလည်းကောင်းတယ်ပေါ့နော်။ဆဲထားတယ်လား။အယောင်ချက်ထားတာလည်းသင်ပြီးအယောင်ချက်ထားတော့ရဟုတ်တယ်။မစပွဲကုံကိုအယောင်ချက်ထားတာလည်းကြည့်ရပေါ့နော်။အအလုံးဝင်နေတဲ့တခါလေးပြောပြချင်တာကအယောင်ချက်ရယ်ဆိုရင်လေဒီလိုပြောပြညင်းပြောပြရဒီလိုချဲ့မယ်ဆိုရင်ဒီလိုပဲချဲ့ပါ။ဒီလိုချဲ့လိုက်ဒီလိုချဲ့လိုက်ဒီလိုချဲ့အဲ့မလုပ်ပါဘူး။ဒီလိုပဲဒီလိုပဲချဲ့ပါနော်။အဲ့လိုလေးချဲ့တော့လား။ဒီလိုအဲ့လိုလေးချဲ့ထား။ဒါရယ်โอเค။ဒါနဲ့မဲ့လေးကိုကြည့်ရအောင်။နံပါတ်၄ရတော့ဟဲ့ဟုတ်တော့ မျက်မှက်လေးကတော့ Lucy ဆွဲထားတာဖြစ်ပြီးတော့အယောင်မချထားဘူးပေါ့နော်။ဒါ twist ပိုင်းဖြစ်နေဖြစ်မှာပေါ့နော်။ဘယ်လိုပါလဲဆိုတော့ Nista Hussein Nini ဘောဝါဟိမန်ခရံမမဲနေရီဆိုမှပါရတယ်။နောက်ပြပြားငါ့။อืมဒါသူ့ရဲ့ character ပေါ့နော်။ဒါပမာကအဲ့လိုသဖြင့်ခေါင်းပေါ်မှာကောက်ကောက်လေးကကြတာဝေါ်ရဲ့ကတော့မှရှိရဲ့ဒါပေမဲ့ကတ်တွန်းထဲမှာမထဲတိတ်မထဲဖြစ်တဲ့ကတ်တွန်းသက်ကောင်ပေါ့နော်။ဝေါ်ထဲမှာဆိုအဲ့လိုကောက်ကောက်လေးကကြတော့ ညညိုသဘေးနာမည်ပေးထားရှိရဲ့ဒါပေမဲ့အဲ့လိုကာတော့နဲ့မထိုက်ဖြစ်တော့သူကအဲ့လိုကြီးလဲကာတော့နဲ့ပါဖြစ်ဝင်ကြပါလိမ့်နော်အိုကေလူစီဇက်ထားကြောင့်ရုပ်ရှင်လေးပဲသူကမိုက်တယ်အိုကေအဲ့ဒါနံပါတ်9အောင်မြင်သွားကြရအောင်နံပါတ်9ကတော့စုမျက်နိုးဆက်ထားတဲ့ပုံလေးပါဒီပုံလေးကိုမြင်လိုက်ရတဲ့အချိန်မှာဒီပုံကိုကြည့်လိုက်ရတဲ့အချိန်မှာလုံးဝ surprise တိုက်ခံရရတယ်လို့ပဲ ဘာလဲဆိုတော့တချို့လူတွေကမိမိ friend စာပြီးနဲ့ကတ်တွန်းနဲ့ပတ်သက်တဲ့ပုံလေးဆွဲတာဆိုအားလုံးကဆွဲကြလိမ့်မယ်။အဲဝဲလို့ဆွဲကြမယ်ထင်တာပဲနော်။ပိုးကောင်လေးဆွဲမယ်။မိချာဦးဆွဲကြမယ်။အဲ့လိုလေးဆွဲမယ်ပေါ့။ဒါပေမဲ့သူကတော့မဟုတ်ခဲ့ဘူး။သူကမိမိ friend စာပြီးဝေါ်ရေးခဲ့တဲ့ဝတ္ထု။အဲနှုတ်မြတ်ဝတ္ထုပေါ့နော်။ပထမဆုံးချွိပစ်တုံးဆွဲဝတ္ထုရင်ရေးခဲ့တယ်။ရေးပြီးရင်တော့ဒီဗရောက်ပန်ဝတ္ထုရေးခဲ့တယ်။အဲ့ချိန်မှာသူကဗရောက်ပန်ဝတ္ထုနဲ့ပတ်သက်တဲ့ ဝေးထားတဲ့ဝတ္ထုလေးပေါ့နော်ဖုံမြက်တာတဲ့ကောင်လေးပုံသူဆွဲထားတာပေါ့နော်တကယ်တူရင်နော်တကယ်စပိုက်တက်ခါလေတော့ဟဲ့တူတီပုံလေးဆွဲပေးခဲ့တာပဲဆိုမှပို့ရဲ့အချိန်တော့တွေ့လိုက်ရတဲ့အချိန်မှမှလေအိုးကျေးဇူးတင်ပါတယ်မိအားညံ့မဲ့တင်တယ်ဆုမြတ်ညီမလေးဆုမြတ်လို့ပေါ့နော်โอเคโอเคရမ်းလာပါတယ်ကဲတော့နံပါတ်6ကိုတော့မယ်နံပါတ်6ကတော့ဘယ်လိုလဲဆိုရင်တော့သူကတော့ ပုံပုံကတော့ရေးသားရဲပေါ့နော်ဒီ for friend တက်တော့မှာတဲ့ for friend ကတော့ပေါ့နော်ဒီမြေကြီးလေးရကတော့ပဲအဲကတော့ရေးသားရဲပုံပုံကတော့ပေါ့နော်ပုံပုံသူဆက်ထားပုံလေးပါသူဆက်ထားဆိုရင်တော့ကောင်းကင်မနတ်သမီးလေးဆက်ထားတယ်တတန်တတန်ပေါ်ကလည်းရှော့စီးနေတဲ့ပုံလေးလေးဒါအမေငကားမလေးဝါလီတောင်ပါလိုက်တယ်ငကားမလေးဝါလီတိမ်ပေါ်မှာလေချစ်စီအယောင်ထဲထားလေးလည်းလာတယ် မင်းကလေးလည်းလားချစ်ပြချစ်ပုံသူဆိုတဲ့ပုံစံမျိုးပဲသူပုံလူပုံစံအဲ့လိုလေးပဲဆိုရချစ်ပြလေးလေးနော်သူအဲ့လိုလေးဆိုရမမေပြုတ်ကြပါဟိโอเคအဲ့ဒါတော့နောက်ထပ်နမခွနစ်ကိုတွားတာရအောင်နမခွနစ်ကတော့ကောင်းကောင်းဆွဲထားပုံဖြစ်ပြီး happy party နဲ့မွေးနေ့ကိတ်ကျင်းပမွေးနေ့ကျင်းပနဲ့ပုံလေးပေါ့နော်မိမိပါတယ်ပါတီပါတယ်ဟေမန်ပါတယ်လေလာပါတယ်ခရမ်းပါတယ်ပြီးတော့မွေးနေ့ကိတ်ကြီးပါတယ်ပေါ့နော်ဘယ်နိုင်ထုံးရလဲဒီနိုင်ကြည့်လိုက် စင်နိုင်5မိနစ်ထိုးနေ။အော်နေပူနေတာဒါမနဲ့ပေါ့နော်။ဟမ်ဒီဘက်ကနေပူဒီဘက်ကမိုးရွာနေတာ။ဟုတ်ပါဒီဘက်ကပါ။အော်အေးထားပါတော့နော်။ Okay အဲ့တော့ကာတွန်းစီကန်းနဲ့လည်းကိုက်ညီရဲ့ဒီနေ friend ဆိုပေနဲ့ပတ်သက်တဲ့ပုံစံထားဆိုရင်းနော်။ကြည့်မြန်ငါ့ရဲ့သဘင်နဲ့ပြက်စီနေပြီပဲ။ဟဲ့တော့ကောင်းတိတမရမယ်။အခုသဘင်စီးဆိုးမယ်လို့တွေးနေတဲ့လူအကုန်လုံးတခါပြောချင်တာမဆိုးကြပါနဲ့။ဝမ်းရမှာအခု။ သိညစ်နေအဆိုးနဲ့မဆိုးနဲ့ဒါသဘင်ပြက်စီတယ်ဟာညသိညစ်တာပဲဆိုးပြီးတဲ့တလားတော့ပဲလာကျွန်တော်ဆိုလာတော့နော်嗯，给对，OK，来，那刚刚说的我们去写里面，不是帮你弄过来的，对，那么写个表妹说，那么写个咯，米露说他也帮你去吧，但那么写米露说他也帮你去吧嘞，但是啥不咯，嘿，不给弄啊，对。 ဒါပဲ anime တဲ့ကကောင်းမလေးလေပေါ့နော်ဘယ်ပါဘာပုံလဲပေါ့နှမသူပြောခဲ့တာဒါမိချဦးရဲ့ပုံပါဆိုလို့အော်မိချဦးရဲ့ပုံပဲပေါ့ဆိုထားရင်စီမျက်မျက်လုံးလေးမျက်လုံးဆွဲရအောင်ကြည့်ညတူတူပုံတန်တယ်လောက်လာမယ်မျက်လုံးဆွဲထားလေးလာရယ်နှာခမ်းလေးအောင်ချေထားလာဝါရနှာခမ်းဆွဲရပုံဆွဲရပုံ ကလေးလေးပြန်ထားလာဟဲ့ဘယ်နှဘကပိတ်ရပြီလေရန်တိုက်နေပါလားလေအင်္ဂလန်တွင်တော့မယ်ပြန်ထားလေးလာโอเคနံပါတ်၈မှာအမှန်ဆိုရင်တော့ပြိုင်ပွဲဝင်က၁၀ရောက်ဖြစ်ပါတယ်၁၀ရောက်ပါဒါပေမဲ့၂ရောက်ကစာအုပ်တိချာမဖတ်ခဲ့ဘူးကော post တင်ထားတယ်တက်တော့လာတယ်တင်တယ် YouTube မှာလည်းတင်တယ်ဖြစ်ချင်တော့မောတီပြိုင်ပွဲစီကံကတစ်ခုပဲရှိတယ်ပုံစွဲရင် mini friend ဘာ post တင်ထားတာပေါ့လားဒီပုံစံကြိုင်ပွဲလုပ်မယ်လို့တင်ထားတဲ့ post မှာ sequence ချက်ကတစ်ခုပဲရှိတယ်။အဲ့ဒါကပုံစွဲရင်ပြင်ရင်ကြိုင်မဲ့ပုံကနီနီ friend စာပေးနေပတ်သက်ရမယ်လို့ပြောထားတာကိုစွဲခဲ့တဲ့ပုံကရှုခင်ပုံမလမလအောင်မဟုတ်ဘူးလာတယ်။ဒါပေမဲ့ sequence ကိုကနီနီ friend စာပေးနေပတ်သက်ရမှာလေ။ပြီးတော့ညံ့ရတာတွတ်ပြီးပုံစွဲထားရတယ်။ အဲ့ဆိုတော့နှုတ်ဆွဲတဲ့ဟာလေးလာတယ်။ညာပြတ်လိုက်တာ။လာရဲ့လာရဲ့ဆိုပေမဲ့ဟဲ့ဘာဖြစ်တော့လဲမသိဘူး။ဖြစ်ချင်လား။ဟဲ့ဝင်နေလား။ဟာကြောက်လိုက်တာ။အဲ့ဆိုတော့အဲ့ညာရတာသူ့ပြီးဆွဲထားတဲ့ပုံနဲ့ရှုခင်ပုံနဲ့ကတော့ပြည်ပြိုင်ပွဲမှာအကျုံးမဝင်ဘူးပေါ့နော်။အဲ့ဆိုတော့ရှစ်ယောက်ပဲအကျုံးဝင်ပါတယ်။အခုခဏပြသွားတဲ့ရှစ်ပုံတည်းက၃ပုံက final တက်ပြီးပြန်ပြန်ရမှာဖြစ်ပါတယ်။အဲ့ဆိုတော့ဘယ်ပုံတွေတက်တော့မလဲဆိုတာအခုဟော ရွေးပြီးပါ ਈ အာဝေါ်ကြတဲ့ရွေးရမဟုတ်ဘူးနော်ဝေါ်သူငယ်ချင်းရွေးတယ်ဝေါ်နဲ့သူငယ်ချင်းမဟုတ်ဘူးပေါ့ဒါပေမဲ့ခင်ခင်နေတုန်းသူလည်းရွေးတယ်ပြီးတော့ဝေါ်ကိုယ်တိုင်လည်းရွေးတယ်တချို့အမ်ဒီတိုင်းသူလိုက်မေးကြည့်ရပေါ့နော်အဲ့လိုမျိုးအင်္ဂဟာတွေလိုက်မေးတယ်ဆက်မျိုးအဲ့ဆိုတော့အမရွေးခံရတဲ့သူတွေကပေါ်လာတဲ့၃ယောက်နမက်ပြောပြရမလား ခဏဆောင်းမလားဗီဒီယိုမရင့်နဲ့နော်မရင့်နဲ့ရစ်ပြီးမကြည့်နဲ့နော်ဘယ်လိုရပါလဲဆိုတာအခုတခါလဲမရစ်ပဲတိုင်းမကြည့်နော်ကြားရနော်โอเคအဲ့ဆိုရင်ပထမအုံ၃ပုံမှာအရေးခံရတဲ့ပုံကိုအရင်ပြပါမယ်အရင်ပြောပြပါမယ်ကြည်ညာပေးပါမယ်နံပါတ်၁နံပါတ်၁ဖြစ်ကုန်ပြီပထမရမဟုတ်နော်အခု၃ရောက်၃ရောက်ရွေးရနော်၃ရောက်ဒီမှာနိုင်တော့ရတော့ကပြန်ပြန်ရမှာနော်အဲ့ပထမရစုရရဲ့ထင်တော့မိမယ်โอเค ဖိုင်နယ်တက်သွားတယ်ပထမဦးဆုံးဒီရွေးချယ်ခံရတဲ့သူကတော့နမတုံရှိုင်းဖြစ်ပါတယ်ဘာလို့သူ့ကိုရွေးလိုက်လဲဆိုတော့ဝတ်သူငယ်ချင်းအများစုကလည်းသူ့ကိုရွေးကြတယ်အများစုကပါတယ်ပါတယ်ရွေးကြတယ်ပြီးတော့ဝတ်လည်းကိုယ့်ကိုယ်တိုင်လည်းရွေးထားတယ်ဘာလဲဆိုတော့ဒီပုံကိုမြင်ကလေးကဝါလုံးဝနင်း friend ဟိုလည်းလက်ကင်ကြီးရယ်ပေါ့နော်ဝတ်ပတိရွေးရယ်ဆိုတာက ပုံဆွဲလာတော့လည်းရွေးတယ်အယောင်ချေလာတော့လည်းရွေးတယ်စိတ်ကူစိတ်ကူလည်းရွေးရဲ့အဲ့တော့သူတို့ရဲ့စိတ်ဘလို့ပြန်ဝဲဝင်နေဘလို့စိတ်ကူအိုင်ရနေဘလို့ဆွဲလဲပေါ့နော်အဲ့ဒါလည်းတွေ့ရဲ့ဆိုတော့ရတယ်ရွေးရဲ့လေအဲ့ဒါဆိုရင်စိတ်ကူအိုင်ရလည်းကောင်းတယ်ပေါ့နော်သူဆွဲတဲ့ပုံလေးဆိုရင်ကြည့်ပါချစ်စရာလေးကွယ်ဒါဝေါ်ရင်းနေကြကတဲ့ပုံစံလေးတွေမှာဟာတာလေးတွေအလွယ်လေးတွေအဲ့လိုမျိုးတိကကဆိုပေမဲ့လည်းအဲ့လိုမျိုးရိုက်နဲ့ဆဲဆိုတာလေးမှအဲ့လိုမျိုးအဲ့လိုမျိုးလောက်ကြတဲ့ပုံစံမျိုးလေးပေါ့နော် ဒါပေမဲ့တကယ်ချစ်စရာကောင်းတယ်။ဘောစိတ်။ဒါဆိုတော့သူကဖိုင်ရက်တက်သွားပြီ။နံပါတ်3ရှိုင်းဆိုတဲ့တယောက် Telegram မှာသူ့စာပို့လိုက်ပါမယ်နော်။ရပါတယ်။သူကဖိုင်နဲ့တက်သွားတယ်။ Okay. ကဲတော့ Now ရှိုင်းနဲ့တူတူဖိုင်နဲ့တက်သွားတဲ့သူကသူဖြစ်မလဲ။ချိန်ညားပါမယ်။သူကတော့နံပါတ်1ချမ်းပြေဖြစ်ပါတယ်။ သူကတော့သူငယ်ချင်းတွေလည်းရွေးကြတယ်ပြီးတော့အယောင်ချဲနေရာမှာချီကျုခံရတဲ့သူတို့ပြောလို့ရတယ်တကယ်လို့အယောင်ချဲရတကယ်တော့တယ်သဘင်အယောင်ချဲတာတော့ဘာမှမလုပ်ချဲတတ်ဘူးအင်းအင်းသူသူကကိုယ်ထက်ပိုလောက်တတ်နေဆွဲတတ်နေပေါ့နော်ဒီအနေရောအင်းအနေရောလေးဝတ်ထားဆိုလဲလာတော့ပိုးကောင်လေးဥထားအဲ့ဒါအဲ့လေညက်တောင်မွေးလာအဲ့ဒီဆွဲထားလာညက်တောင်မွေးအောက်ကဟာလေမွေးလေးလေးဆွဲထားလေးလာတယ်တကယ်ပြောတာ ရတယ်ဒါဟောဘောရဝါယာဖက်ရှင်ပြိုင်ပွဲလဲပုံစံမျိုးလေးဆွဲထားပါဘောနော်အဲ့ဆိုသူ့ရွေးချယ်ရတာဖြစ်ပါတယ်ဟောဘောရရွေးချယ်ပေါ့သူငယ်ချင်းလည်းရွေးတယ်ဝါလည်းရွေးရနော်နောက်ဆုံးရှိုင်းနဲ့ချမ်ပီရိုနဲ့အတူတူပြန်ပြန်ရမယ်နောက်ဆုံးတစ်ယောက်ရွေးချယ်ခံလိုက်ရတယ်နောက်ဆုံးတစ်ယောက်ကတော့ congratulations မြန်မာမာဗီကရုပ်ကုန်ပြီနံပါတ်5စုမြင့်တို့ဖြစ်ပါတယ်သူက လုံးဝဝဆာပရိုက်တိုက်ချပါပေါ့နော်ပြီးတော့သူကတချို့ကတ်တန်ဟိုအိုင်နမ်တူပဲဝတ္ထုသက်ကောင်ကိုတွဲထားတာဖြစ်တဲ့အတွက်သူ့ဘောရွေးလိုက်တယ်အဲဒါလေးပြောရင်သူငွေချင်းတွေရွေးတော့ကတော့သူနဲ့ဒီစုမျက်နိုးနဲ့ပုံပုံဆိုရပကြီးကနှစ်ခုကအမတ်အတူတူဖြစ်နေအဲပုံပုံနဲ့ဒီစုမျက်နိုးကသူ့ရဲ့ပကြီးနှစ်ခုကလူကြိုက်နှုံးကသူ့နေတာဟဲ့တယောက်နဲ့ပါပဲတယောက်နဲ့တော့ဝတ္ထုငွေချင်းကအဲ့ဒါကြီးမများပါဘူးတုံလေး တုံးလေး၅လောက်ပါပဲเนาะအဲ့တော့ပဲသူတို့ရေးခိုင်းနေဆိုရင်သူတို့ကနမဲအမတ်တူနေကြတာဟဲ့ဒီကဘူလာရဲဒါလာရဲဒါလာရဲဖြစ်နေတဲ့အချိန်မှာဟောအိမ်ပြန်ရောက်တော့အဲ့လိုတခြားလူတွေကမေးကြတဲ့ခါကျတော့သူမျက်နှာကအမတ်တက်သွားတယ်ပေါ့နော်အဲ့ဒါသူမျက်နှာကအစော final တက်သွားတဲ့သူကနံပါတ်5သူမျက်နှာနံပါတ်3ရှိုင်းနံပါတ်1ချမ်းပြေချမ်းပြေနော်ချမ်းပြေကိုဖြစ်ပါတယ်သူတော့တောင်းကားတော့ခေါင်းနောက်ထပ်ခေါင်းပင်တစ်ခုနဲ့နောက်ထပ် ေါင်းစည်တစ်ခုနဲ့ပြန်ပြန်ရမှာဖြစ်ပါတယ်။အဲဆုလက်ကိုတစ်ခါပြောမယ်နော်ခါကြရင် post ကိုတိကျမှဖတ်ပေးနေခါကြဟောလို့မှတမို့။ဟိုအနယာရှိသူကအဲ့လိုကိုဒီအဝရေးဖြစ်နေတဲ့ကာတွန်းတစ်ပုဒ်ဆက်ညုံတစ်ခုတို့ပြောပြလိုက်ဥပမာအင်းဒါလဲ အမိချာဦးတို့ရေဒီမဖြစ်သွားတဲ့ကာတွန်းလေးရေးပေးပါလားဗာနဲ့အညူလေးတို့ပြောခွင့်ရမယ်အဲ့ဒါကအဲ့အနိုင်ရရှိသူပြောတဲ့စကားအတိုင်းကာတွန်းတစ်ပုဒ်ထုတ်ပေးမှာဖြစ်ပါတယ်ကာတွန်းထုတ်ခဲ့ရင်လည်းအဲဇက်ညောဇက်ညောအဲ့အနိုင်ရရှိသူနာမည်လေးရေးလိုက်မှာဇက်ညောနေရာမှာပြီးတော့ကာတွန်းရေးသူအဲ့ဒါပေါ့နော်အဲ့ဒါလေးရေးပေးမှာဖြစ်ပါတယ်တချို့ကတော့ဒီနော်ပတ်သက်နေရပြရမှာဆိုရင်လည်းကြင်ကြရတယ်ခေတော့ဒီတိုင်ဝဲက free အလကားအလကားကြင်ရတာပေါ့ဟာတရည်ထားတာတကယ်တော့လေ ဟာပတိပြန်ပွဲလေးလုပ်ပေးမယ်ပတ်သက်နေရကောက်မယ်ဟိမအာအဲ့ဒါမဲ့ဟာတာစလိုက်တာနော်အဲ့ဒါကပြန်ခိုင်းတာပါလို့အဲ့ဒါနေရနေရပေးရမှာလားဆိုပြီးထဲယူကမှလာပြောကြတယ်သူကဆက်ဆိုရင်ခုရွေးလိုက်ပြီနော်၃ယောက်အဲ့၃ယောက်ကိုပြန်ပြန်ခိုင်းတော့မယ်တရရဲသူတို့ message ပို့လိုက်မယ်သူအားလုံး Telegram မှာပဲရှိရဆိုရင် Telegram မှာ message ပို့လိုက်မယ်တက်တက်ပြန်ပြန်ခိုင်းပြီးမှဘယ်သူကနိုင်ရရှိသွားမလဲဆိုတာကိုမကြခင် ဆိုတော့သူတို့သုံးဦးထဲမှာဘသူကမကြခင်အနိုင်ရရှိသူကြီးဖြစ်သွားမလဲအာသူတို့ရဲ့နောက်ဆုံးပြိုင်တဲ့ခါကျရင်ပေါ့နော်သူတို့ဆိုထားတဲ့ပစီကားတွေကိုဘောလည်းရွေးမယ်ဝတ်သူမယ်ချင်းလည်းရွေးမယ်ပြီးတော့ပြိတက်ကြီးတွေကိုလည်းရွေးထိုင်းမှာဖြစ်ပါတယ်ဘယ်လိုရွေးမလဲဆိုတော့ YouTube မှာတင်မယ်ပေါ့နော်သူတို့သုံးပုံကိုတင်ခဲ့မှာတင်ပြီးရင်ကိုယ်ချိုက်တဲ့ပုံကိုပုံလေးပေးလိုက်ရမယ်အဲ့လိုလည်းပေးလို့ရတယ်ပေါ့နော်အဲ့လိုလောက်ခဲ့ပေးမယ် ဒါမှမဟုတ် Telegram အော်ရတခုပြောချင်တယ်။ဘာ Telegram မှာအော် Telegram တုံးတုံးကြရလား။တုံးကြည့်ကောင်းတယ် Telegram ကောင်းတော့မယ်။ Telegram မှာအဲ့လို group ဖွဲ့လိုက်မယ်ကွယ် group ဖွဲ့ရင်ကလည်းဗကားလေးပြောကြမယ်။အင်းပြောကောင်းတယ်လေဟဲ့မလား။ Telegram ကအတန်နဲ့လည်းပြောလို့ရတယ်။ဘာစာရေးရအင်းပြင်းတယ်စာတက်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 နေနေရအင်းပြင်းတဲ့ခါကျတော့အတန်လေးနဲ့ကြက်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 အဲ့လိုပြောချင်တာဖြစ်တဲ့အတွက်အဲ့လိုလေ Telegram မှာအဲ့လို mini friend ဘောကအဲ့လိုဘောကတော့အပြည့်လူတွေကိုနီနီပေးပြီးဓမ္မလောက်ထားနီနီပေးနီနီကလေးလေးပကွဲအညီလောက်ထားတယ်အဲ့တော့အဲ့လို group လေးဖွဲ့ပြီးမှအဲ့အထဲမှာဒါလေးပြောရမယ်တခုခုအကူညီလိုအပ်တာတော့ဥပမာကိုကကိုယ်တူငယ်ချင်းနေနဲ့ပြဿနာဖြစ်ခဲ့တယ်ရင်ဖွင့်ခြင်းပြအမေအခုခေတ်ဆက်နေသက်တယ်ရည်သားထားကြရမှာမလားရည်သားအကြောင်းပြဿနာလေးတွေဒါမင်းမယ်အချင်းချင်းကူညီရမယ်ဆေးဆိုရင်မပါနဲ့တော့အချင်းချင်း respect ရှိရမယ်လေးစားမှုရှိရမယ်ကိုတဲ့ငယ်ရင် ြီးတူယူတော့ငယ်ဟဲကတော့ပြီးတော့ငယ်တူလေးစားရွယ်တူသနာကြီးတူချစ်မိတော့โอเคအဲ့ဒါတော့ဒါပဲနော်အဲ့ဗာလဲမျိုးဖိုင်နယ်မတက်တော့တွေ့လဲမဝမ်းနေထားရတာအပြော်ပြိုင်ပွဲဖြစ်တဲ့အတွက်ဘာမှဝမ်းနေပြမလို့စိတ်ခုတော့ပြရမလို့ဒါကြောင့်မို့အခုအဲမပါလဲရတဲ့တွေ့အတွက်လဲဘောနော်နောက်ပြိုင်ပွဲလဲပါဝင်ရရတယ်လို့အခု ိုင်နယ်မတက်သွားတဲ့တွေ့ရဖိုင်နယ်တက်သွားတဲ့တွေ့တွေကိုလည်းအားပေးနိုင်ပါတယ်ဆိုတော့အခုဒီရက်ပိုင်းနည်းနည်းအားရပြီအားရတော့ကာတွန်းတွေကိုတင်มาဖြစ်ပါတယ်အိုးတခုပြောလောက်မယ် what what နေရနေရကချင်ပြည်နယ်ပါကချင်ပြည်နယ်ဆိုတော့အခု line ဖြတ်ခံထားရတယ်ဆိုတော့ Telegram မှာ message ပို့တာတို့အဲ့လို comment ရေးတာတို့ဆိုရင်စာမပြန်နိုင်ပါဘူး လိုင်းသွားတုံးမှလိုင်းသွားတုံးပတ်စံနဲ့တုံးရတာပါမန်းနီးနဲ့တုံးရတာပါဘလကားရမဟုတ်ဘူးလေအဲ့ဒါပတ်စံနဲ့သွားတုံးနေတုံးပြီးရင်လိုင်းတုံးမှပြန်ဖြည့်ပြီးလို့ရမှာပါလို့နော်အဲ့ဒါမို့ဟဲ့စာလည်းမပြန်ဘူးဟမ်ဟမ်ဒီကောင်ကစာလည်းမပြန်ဘူးငါကိုအဲ့မျိုးမပြောရပါနဲ့နော်ပတ်စံပြီးလိုင်းတုံးပြီးမယ်နော်အဲ့ဒါနော်တတန် အတော်နေကိုကြည့်ပြီးမှအားလုံးပဲပျော်ရှင်ရင်မောကြပြီးတဲ့အားဝမ်းတမာတယ်စိတ်ပေးတဲ့ဝမ်းတမာတယ်အမိကဘောကာတွန်းထဲမှာဆဲရလေးပါတယ်ဆိုတာကြောင့်လွတ်လွတ်လပ်လပ်ကာတွန်းလေးဖြစ်တဲ့အတွက်ကြောင့်မှမတင်ယူပါနဲ့နော်အမေတချို့ကကြောင့်ဆဲရလေးတွေကိုလွတ်အာအဲဆဲရလေးတွေကိုတင်နေပါညာဟဲ့ကတော့မှတ်ပြီးတော့ comment ကပါအဲ့လိုရေးထားကြအဲမလုတ်ကြရနဲ့နော်မလုတ်ကြနဲ့နော်ခက်တန်းကမလုတ်ကြတာဟောဖြစ်ကုန်ကြမယ်တတန်နောက်ဗီဒီယိုကြရင်ပြန်တွေ့ကြမယ် bye